မိုနိုဂိုတွေကရှင်ပန်းဒီမျိုးစိတ်ဖြစ်တာကြောင့် DNA ရလူသားတွေနဲ့နှီးဆက်ဆုံးမျိုးစိတ်ဖြစ်ပါတယ်။မေးလိုက်ခြင်းနဲ့ပတ်သက်ရင်တော့သူတို့ကလူသားတွေနဲ့လုံးဝကွာခြားပါတယ်။မိုနိုဂိုတွေကသဘာဝအဖြစ်ဖော်ယူကြပါတယ်။သူတို့ကခိုက်ရန်လုံးဝမဖြစ်ဘဲအမြဲတမ်းတဟကတာဖြစ်နေကြတာပါ။သူတို့ဒေါသမထွက်ရခြင်းကဘာကြောင့်များပါလဲ။ဒါကမေးလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။သူတို့ကအရာအလုံးကိုမိတ်လိုက်ခြင်းနဲ့ဖြည့်ရှင်းနိုင်ပါတယ်။မိုနိုဂိုနှကောင်ပဋိမကဖြစ်တဲ့အခါမိတ်လိုက်ကြပါတယ်။ မေးလိုက်တာကသူတို့ရဲ့တိုက်ခိုက်ပုံဖြစ်နေတာကြောင့်ပါမေးလိုက်ပြီးတဲ့အခါသူတို့ကတငယ်ချင်းတွေဖြစ်သွားကြပါတယ်တကယ်လို့ဖိုးနှကောင်စိတ်ဆိုးတဲ့အခါပွေဖက်ပြီးနန်းကပြဿနာဖြစ်ရှင်းကြပါတယ်မနှကောင်စိတ်ဆိုးတဲ့အခါပွေဖက်နန်းကြပြီးသူတို့ကိုလိန်သူရှစ်သူတွေလို့မှတ်ယူလိုက်ပါ တကယ်လို့တင်ကတငယ်ချင်းတယောက်ကိုတွေ့ရင်မင်္ဂလာပါလို့နှုတ်ဆက်ပါမယ်။တင်ကိုကူညီတဲ့အခါချီးကျူးတင်ပါတယ်လို့ပြောပါမယ်။ဒါပေမဲ့မိုနိုဘိုတွေကတငယ်ချင်းတယောက်ကိုတွေ့ရင်မိတ်လိုက်ပါတယ်။ဆိုလျောက်ကကူညီရင်မိတ်လိုက်ပါမယ်။ကိုယ်ရေမဲလိုက်ရကပြန်လာရင်မိတ်လိုက်ပါတယ်။သူတို့အစာစားတဲ့အခါမိတ်လိုက်ကြပါတယ်။တစုံတယောက်စိတ်မကောင်းဖြစ်တဲ့အခါတင်နားလေတော့ပါပြီသူတို့တို့အကြောင်းပြချက်မလိုပါဘူးခွင့်ရရတဲ့စတင်ကြပါတယ်ဖွဲ့ထဲမှာရှိတဲ့အဖွဲ့ဝင်တိုင်းဟာတယောက်နဲ့တယောက်မေးလိုက်ကြပါတယ် ိဗက်မြညာရှင်တွေကဒီဖြစ်စဉ်ကိုအကျိုးသက်ရောက်မှုရှိတယ်လို့ယုံကြည်ကြပါတယ်။ဒါကသူတို့ရဲ့စိတ်ကိုငြိမ်သက်စေပြီးဒေါသနဲ့အကြမ်းဖက်မှုကိုလျော့လွှားစေတယ်လို့ဆိုပါတယ်။ဖွဲ့လိုက်ရင်ဖြစ်ရင်တော့ဒီလုပ်ငန်းစဉ်နဲ့ဖြည့်ရှင်းကြပါတယ်။ယာယာကိုမြစ်တာနဲ့ဖြည့်ရှင်းလို့မရဘူးလို့ပြောတဲ့သူရှိရင်ကျွန်တော်မှအသက်ရှိတဲ့ဥပမာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ clown fit တွေပါ clown fit တွေကြောင့်နောက်ဗီဒီယိုမှာဆက်ပြောပြပါမယ်။ကျွန်တော်ကတော့ follow ပေးခဲ့ကြပါအောင်။ကျေးဇူးတင်ပါတယ်။